တာယာရောမနေ့ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ကောင်းချီးပေးပါတယ်။ဖယားသခင်ထံတော်ဘာမှလာတော့ကျဲမာခြင်းငြိမ်သက်ခြင်းကြောက်ရွံ့ထိတ်လန့်ခြင်းမရှိခြင်းဖယားသခင်အတူပါရှိခြင်းကောင်းချီးမင်္ဂလာဖြာဖြာသည်ဒီကနေ့တရားသည်တနာကိုနားထောင်တော့မယ်တင်နဲ့တင်မိသားစုပေါ်မှာတက်ရောက်၍တည်ရှိနေပါစေတော့လို့အိုးဆုံးမေတ္တာပို့ဆုတောင်းပါတယ် ချစ်တော်ညီကိုမောင်မတို့အသက်ရှင်တော်နှုတ်ကပတ်တော်ကိုနားထောင်ဖို့ရင်ကျွန်တော်တို့အတူတကွအူးဆုံးဆုတောင်းကြပါစို့ကောင်းကင်ဘုရားထာဝရမြတ်စွာဘုရားကိုရောရဲ့ကျေးဇူးတော်ကြောင့်အမောင်ညမှာအကောင်းဆုံးအိတ်ဆက်အနာယူခွင့်ရခဲ့ပါပြီဒီကနေ့နေ့တက်မှာပြန်လဲနိုးထားခွင့်ရတယ်နိုးထားခွင့်ရတာနဲ့အတူဘုရားသခင်နဲ့အတူမျက်မှောက်တော်မှာဝင်စားခွင့်ရတယ်ကျေးဇူးတော်ကြီးလာပါတယ်ကိုရောဒီချိန်ဒီနာယူကိုကိုတော်လက်တော်ထဲမှာစက္ကအနံပါတယ် တန်ရှင်တော်ဝိညာဉ်တော်ဖရားသည် ကျွန်တော်တို့အတူတကွအလင်းပေးပါဟောကြားတဲ့သူရောကြားနာတဲ့သူရောကျွန်တော်တို့အတ္တမှာထိမိ၍တည်ဆောက်စရာအလင်းဖြစ်စေပါမိကြောင်းအချင်းနာကြီးကိုကိုတော်လက်တော်ထဲမှာအနံ့တဲ့ခါမှာကေတင်ပါရှင်ယေရှုခရစ်တော်နာမအားဖြင့်ရှုတောင်းဆက်ကအနံ့ကြပါပြီဖာဖရာအာမင်ချစ်တော်ညီကိုမောင်မတော်ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငှချင်တဲ့ခေါင်းစဉ်လေးကနောက်ဆုံးသောကာလမှာ ယုံကြည်သူတွေပြင်ဆင်ဖို့ရင်အပိုင်း၃ဖြစ်ပါတယ်ဆိုတော့ဒီကနေ့ပြောမယ့်ပထမတစ်ချက်ကနောက်ဆုံးတော့ကာလမှာအချင်းချင်းဝင်ကပေးကမ်းတတ်ပါစေဆိုပြီးမှခွန်အားပေးခြင်းနဲ့တစ်ပေခန်းကြီး၄ငယ်၃၀မှာဘလို့ပြောလဲဆိုတင်တို့ဒီစုကျေးစုတော်ကိုအတီးတီးခံရကြည်ကြတယ်နည်းအညီတဲ့ဖယားသခင်အထူးထူးအပြားပြားတော့ကျေးဇူးတော်ဗန္နာဆိုးကောင်းကဲလို့အချင်းချင်းဝင်ကပေးကမ်းကြလော့ ချက်တော်ညီကိုမောင်တော်မတို့နောက်ဆုံးတော့ကာလမှာလူတွေကမိမိကိုကိုပဲအဓိကထားတော့တယ်ဘယ်သူတေးတေးငတိမိုင် ပြီးရောဆိုတဲ့စကပုံအတိုင်းပဲသူများတိမ်ဂယုမဆိုင်ဘူးငါမတိမ်ပြီးပြီဆိုတဲ့အသွေးတွေယုံကြည်သူတွေမှတော့မှဝင်လာတတ်တယ်တဲ့နော်ဒါကြောင့်တမာကျင်းစာကကျွန်တော်တို့ကအဲ့လိုအသွေးဝင်လာမှာကြိုတိလို့ကြိုတင်ကျင်းစာထဲမှာတတိပေးထားတယ်နောက်ဆုံးတော့ကာလရောက်ရင်တဲ့ နေတို့အချင်းချင်းကူညီဖို့မမေ့ကြပါနဲ့တဲ့။ဗာတဲ့လေအချင်းချင်းဝေငှပေးကမ်းကြလောလို့ရေးထားတယ်။ကူညီကြပါတဲ့။အချင်းချင်းဆိုတာဘာလို့ပြောရလဲ။ယုံကြည်သူအချင်းချင်းကိုပြောတာအထူးသဖြင့်ယုံကြည်သူအချင်းချင်းယုံကြည်သူအချင်းချင်းကူညီနိုင်မှသူများကိုကူညီနိုင်မှလေဟုတ်တယ်နော်။မနေ့ကသာပြောပြီးသွားပြီနားလည်မယ်လို့ယုံကြည်တယ်။အထူးသဖြင့်အချင်းချင်းဝေငှပေးကမ်းကြလောဆိုတာကျွန်တော်တို့နားလည်ဖို့လိုပါတယ်။ နောက်ဆုံးတော့ကာလမှာယုံကြည်သူတွေဒုက္ခရောက်တဲ့ခါမှာယုံကြည်သူဒုက္ခမရောက်တဲ့သူတွေကကိုတတ်နိုင်တဲ့ဖက်ကနေကူညီရတယ်။တင့်ဘေးနားမှာကြည်ပါ။ဘယ်သူတွေလိုအပ်နေတယ်လဲ။ဘယ်သူတွေကူညီဖို့လိုအပ်နေတယ်လဲ။ခရိယံချင်းချင်းအအိုးဆုံးကူညီတတ်တော်သူဖြစ်စေပါ။အင်မတန်ရေးကြီးပါတယ်နော်။ဒါကကူညီတတ်ဖို့အရာကိုကျွန်တော်တို့တင်ပေးနေတာနောက်ဆုံးတော့ကာလမှာ။ဒုတိယတစ်ခုကကျွန်တော်တို့နားလည်ရမှာကရယူချင်းသက် ပေးကမ်းခြင်းဟာပိုပြီးမင်္ဂလာရှိတယ်ဆိုတာနားလည်ဖို့လိုတယ်ကျွန်တော်ကျင်းစာလေးတစ်ချက်ဖတ်မယ်နော်တမန်တော်ဝုဒ္ဓခန်းကြီး20အငယ်35ကျင်းစာရှင်ဖွင့်ကြည့်ပါတမန်တော်ဝုဒ္ဓခန်းကြီး20အငယ်35အစွန်အကျဲခံခြင်းအရာထက်စွန့်ကြဲခြင်းအရာသည်တာ၍မင်္ဂလာရှိသည်ဟုသခင်ယေရှုမိန့်တော်မူသောစကားကို အောက်မေ့ရမည်တဲ့ဗါတယ်လေအစွန့်အကျဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်တာ၍မင်္ဂလာရှိတယ်လို့ယေရှုကပြောခဲ့တယ်တဲ့လူရင်းတူရှင်ပြောမယ်ဆိုလို့ရှိရင်သူများကိုကူညီလိုက်တာနဲ့ကိုကသူများရဲ့အကူအညီကိုခံလိုက်တာနဲ့ဒီနှစ်ခုကြည့်မယ်ဆိုရင်ကိုကသူများကိုကူညီလိုက်တာကပိုပြီးတော့မှမင်္ဂလာရှိတယ်လို့ဆိုလိုတယ်။ Okay သူများရဲ့အကူအညီကိုခံယူလိုက်တာကမင်္ဂလာမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်။သူများရဲ့အကူအညီကိုခံလိုက်တာလည်းမင်္ဂလာရှိတာပဲ ။ဘာကြောင့်လဲဆိုတဖက်သားကိုကူညီဖို့အခွင့်ပေးလိုက်တာလေ။ဒါပေမဲ့တဲ့အကူညီယူတာထက်တဲ့အကူညီပေးလိုက်တဲ့ဟာကပိုပြီးတော့မှမင်္ဂလာရှိတယ်တဲ့။အာမင်။တခြားပါတာပြန်ကျဲမှာအဲ့ဒီမင်္ဂလာရှိတယ်ဆိုတဲ့စကားကကောင်းကြီးရမယ်လို့ဆိုလိုပါတယ်။တာ၍မြက်တဲ့အရာဖြစ်တယ်။ဘုရားသခင်နှစ်သက်တဲ့အရာဖြစ်တယ်လို့ပါတာပြန်ပါတယ်။ချစ်တော်ညီကိုမောင်တို့မတို့ကျွန်တော်တက်တာတိုင်းမှာစင်ချင်အောင်ကျွန်တော်တို့ကရယူနေတဲ့သူလားပေးဆက်နေတဲ့သူလား ေးဆက်နေတဲ့သူကตาရွေးမင်္ဂလာရှိတယ်လို့ပြောတယ်အဲ့ဒီစကားကကျွန်တော်ကိုတော်တော်လေးသင်ခန်းစာရစေတယ်များသောအားဖြင့်ကျွန်တော်တို့အမှုတော်ဆောင်တွေကတရားဟောတဲ့အခါမှာသူများတွေတချို့နည်းနည်းပါးပါးပေါ့နော်ပေးလူလာကြတယ်ရှိတယ်မရှိတော့မဟုတ်ရှိတယ်အဲ့ဒီပေးလူလာကြတဲ့ဟာကိုပဲကျွန်တော်တို့ကြည်နဲ့နေလို့မရဘူးအဲ့ဒီပေးလူလာတဲ့ထဲကနေကျွန်တော်တို့ကယူပဲယူနေရင်ကျွန်တော်တို့ကမင်္ဂလာရှိတဲ့သူမဟုတ်ပဲဖြစ်နေမယ်နော်။ตาရွေးမင်္ဂလာရှိတဲ့သူမဟုတ်ပဲဖြစ်နေမယ်။ယူပဲယူနေရင် ကျွန်တော်တို့သူများပေးလူလာတဲ့အလူငွေတွေကနေကျွန်တော်တို့ပြန်လဲဘာဖြစ်လဲအသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူတအားဆင်းရဲတဲ့သူကိုကျွန်တော်တို့ပြန်ကူညီနေရတယ်ပြီးရင်တခြားအသင်းတော်ထဲကတအားဘာလဲကူညီမှုအင်မတန်လိုတဲ့သူကိုကျွန်တော်တို့ကပြန်လဲပေးလူရတယ်ဒါကြောင့်ချက်တော်အမှုတော်ဆောင်တွေကျွန်တော် group ထဲမှာအမှုတော်ဆောင်တွေတချို့ရှိတယ်အာကျန်းစာကြောင်းသားတွေလည်းတချို့ရှိတယ်အတူတူဆင်ခြင်ရအောင်เนาะကျွန်တော်လည်းအမှုတော်ဆောင်ပဲကျွန်တော်လည်းတင်အုပ်ဆရာတယောက်ပဲ များတော်အဖြစ်အတင်းသူတင်းသားတွေကျွန်တော်တို့စာအိတ်ဒီလာပေးတာတွေရှိမယ်အဝေးကနေကျွန်တော်တို့လာကူညီတဲ့အလူငွေတွေရှိမယ်ဆိုတော့ကျွန်တော်တို့ကယူပဲယူနေတယ်ဆိုရင်ကြာလာရင်ကျွန်တော်တို့ကตาရွေ့မင်္ဂလာရှိတဲ့သူမဟုတ်ပဲဖြစ်သွားမယ်ตาရွေ့မင်္ဂလာရှိစေခြင်းနဲ့ဆိုရင်ယေရှုရဲ့စကားကိုအမြင်နဲ့အောက်မေ့ရမယ်ယူပဲယူနေတာမဟုတ်ပဲနဲ့ပေးထွက်တဲ့သူဖြစ်စေပါဟာလေလုယာပေးထွက်တဲ့သူဖြစ်လို့ရှိရင်ဘုရားသခင်ရဲ့တင့်ဖလားကိုရှင်စေမယ် โอเคဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကကျွန်တော်ကဖလားထဲမှာပဲတင်ထားတယ်ဆိုရင်ဘုရားကအတိတ်အတိတ်တော့ကောင်းကြီးဘယ်လိုလိုရောက်လာစေတော့မှလဲဟုတ်တယ်เนาะဘုရားသခင်ပေးတဲ့ကောင်းကြီးကိုအမြင်သုံးလိုက်ပါလိုအပ်တဲ့သူတွေစီမှာကူညီလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဘုရားသခင်အတိတ်တော့ကောင်းကြီးပြန်သွန်းလောင်းဝင်လာလိမ့်မယ်ဟာလေလုယာအာမင်ဒါကိုနားလေတာဒါလဲကျွန်တော်တို့ပေးလူမှုနဲ့ဘာဖြစ်လဲ ခံယူမှုရဲ့နေရာမှာတစ်ခုဖြစ်တယ်ဒါကိုနားလည်စေချင်တယ်ဒါပေမဲ့ဒီကနေ့မနေ့အတိအကပြောချင်တာကအချင်းချင်းဝေငါပေကန်တက်ဖို့ရန်အတွက်ခွန်အားပေးနေတာဖြစ်တယ်ယုံကြည်သူချင်းရိုင်းပင်ကူညီတက်ဖို့အင်မတန်အရေးကြီးပါတယ်ကျင်းစာတစ်ချက်မှာကျွန်တော်တို့ထွေထွေထူးထူးလေးတုံတင်ထားတာတနေရာရှိပါတယ်နော်အာကျွန်တော်ကျင်းချက်လေးတစ်ချက်ဖတ်ပြပေးမယ်ကျင်းချက်လေးတစ်ချက်ဖတ်ပြပါမယ်เนาะအဲ့ဒီကျင်းချက်လေးကိုရှာကြည့်ပါမတ်တေခန်းကြီး30ငွေ40နှစ်မှာမတ်တေခန်းကြီး30ငွေ40နှစ်မှာ ျွန်တော်တို့တပိတော်ထဲကအငယ်ဆုံးတော့သူတယောက်ကိုတဲ့ရေလေးတစ်ခွက်လေးတိုက်ချင်းဟာတဲ့ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရလိမ့်မယ်သူမဲ့သူဖြစ်မယ်လို့ပြောထားတယ်။သွားဖတ်ကြည့်ပါနော်။ရေလေးတစ်ခွက်လေးတိုက်တယ်ဆိုတာရေလိုက်တိုက်ရမှာလားဒီကနေ့ကျွန်တော်တို့ကမဟုတ်ပါဘူး။ရေလေးတစ်ခွက်လေးတက်တိုက်တယ်ဆိုတဲ့အသေးပဲကအသေးငယ်ဆုံးတော့အသေးငယ်ဆုံးတော့ကုညီမှုကိုပြောတာ။များတော့အဖြစ်ကျွန်တော်ကကြီးကြီးမားမားမကုညီမကုညီနိုင်ကြဘူးလေဟုတ်တယ်နော်။ ျွန်တော်တို့ကကြီးကြီးမားမားကိုညီနိုင်တဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့များတော့ခရိယန်တွေကလည်းတို့ကခက်ခဲနဲ့တို့ရှိတဲ့အခါမှာအကြီးကြီးမားမားမကူညီနိုင်ဘူးဒါဆိုမကူညီနိုင်တော့ဘူးလားမကူညီတော့ဘူးလားမဟုတ်ပါဘူးကူညီရမယ်တေးငယ်တဲ့ကူညီမှုကိုလှုပ်ဖို့လဲလိုပါတယ်တခင်ရှုပြောထားတယ်လေရေလေးတစ်ခွက်လေးတိုက်ရင်တော့မှဖယားတခင်ကအဲ့ဒီတိုက်ရေတိုက်တဲ့သူကို ကောင်းချီးပေးမယ်တဲ့အာမင်ဒါကြောင့်ခရိယန်တွေယုံကြည်သူတွေအားမငယ်ပါနဲ့ကျွန်တော်တို့ကျွန်တော်တို့ကပဲအမြဲတမ်းလိုအပ်နေတဲ့သူလို့မမြင်ပါနဲ့ ကျွန်တော်တို့ထက်လိုအပ်နေတဲ့သူကိုကူညီတတ်ဖို့အင်မတန်ရည်ကြီးပါတယ်။ငါတို့ကအများကြီးမကူညီနိုင်ဘူးဆိုပြီးမဲ့လည်းအားမင်းအားမငယ်ပါနဲ့။တင်ကူညီလိုက်တဲ့အရာက အငယ်သေးသေးလေးဆိုပြီးမဲ့တင်ကကြီးမားတဲ့ကောင်းကြီးဖရာသခင်စီမှာရရှိမှာဖြစ်ပါဖြစ်ပါတယ်အာမင်။ဒါကနောက်ဆုံးသောကာလမှာပထမတစ်ချက်ဝင်ကပေးသွားတာဖြစ်တဲ့အချင်းချင်းဝင်ကပေးကမ်းကြပါဆိုပြီးမှခွန်အားပေးသွားတာဖြစ်ပါတယ်။နံပါတ်1 ဒီကနေ့ပြောမယ့်နှစ်ပတ်နှစ်ကဟောကြားတဲ့သူတမာကျန်းစာနဲ့အညီဟောပြောပါလို့ခွန်အားပေးခြင်းတယ်ဟောပြောတဲ့လူလို့ပြောလိုက်တဲ့အခါမှာအထူးတဖြစ်ဆရာရဲမင်းအပါဝင်ဒီကနေ့ group ထဲမှာရှိတဲ့အမှုတော်ဆောင်လေးအားလုံးကိုဆိုလိုသလိုယုံကြည်သူတွေလည်းဝိုလည်းဆိုလိုပါတယ်တချို့ယုံကြည်သူတွေကသူများကိုတုံတင်တတ်တဲ့ယုံကြည်သူတွေရှိနေပြီနော်သူများကိုအားပေးတတ်တဲ့ယုံကြည်သူသူများကိုကျန်းစာပြောပြတတ်တဲ့ယုံကြည်သူရှိတယ်အချိန်ပြည့်အမှုတော်ဆောင်မဟုတ်ပေမဲ့အချိန်ပိုင်းအမှုတော်ဆောင်နေကြတယ် ယုံကြည်သူတွေအများကြီးရှိတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်အဲ့လိုတွန်သူများကိုတွန်တင်တဲ့အခါမှာတတိထားရမှာတခုကတဲ့နောက်ဆုံးတော့ကာလမှာကျန်းစာနဲ့အညီဟောပြောပါတဲ့ကျွန်တော်တချို့ကြားဖို့တယ်နော်ဆရာမတွေဆရာတွေတို့မဟုတ်ယုံကြည်သူတွေတရားဟောတဲ့အခါမှာတေချာမလိလာပဲဟောတဲ့အခါမှာကျန်းစာတပိုင်ကိုပါဖြစ်လေအတိတ်ပဲတလွဲဖွင့်ပြီးတော့မှတွန်တင်နေတာကြီးကျွန်တော်တို့တွေ့ရတယ်အင်မတန်စိတ်မကောင်းစရာပဲဒါကြောင့်ယုံကြည်သူတွေနော်ကျွန်တော် ကျင်းစာတကျင်းကိုအနက်ဖွင့်ပြီးတော့မှသူတပားကိုတွန်တင်တဲ့အခါမှာကိုယ့်ရဲ့ကိုယ့်ရဲ့အာဘော်မပါမိဖို့အင်မတန်ရေးကြီးတယ်ကိုယ့်ရဲ့သဘောနဲ့တော့မဖွင့်ပါနဲ့ဒီကျင်းစာရဲ့ background ကဘလို့ဖြစ်တယ်လဲသူ့ရဲ့မူရင်းဘာသာစကားကဘာကိုဆိုလိုရင်းဘာကိုဆိုလိုနေတာလဲမူရင်း Hebrew စကား Greek စကားအခုကျွန်တော်တို့ Greek စကားမတတ်ဘူး Hebrew ဘာသာစကားမတတ်ဘူးဆိုရင်တောင်မှမြန်မာလိုနဲ့ကျွန်တော်တို့ ။ဘာလဲမူရင်းဟေဘရုစကားကိုတိုက်ရိုက်ပြန်ထားတဲ့ဟာတွေကျွန်တော်တို့သွားလေ့လာလို့ရတယ်။စကလုံးရဲ့အဘိဓာန်တွေသွားလေ့လာလို့ရတယ်။စာအုပ်တွေဝယ်ဖတ်လို့ရတယ်။စသဖြင့်ရှိပါတယ်။ပေးဆက်မှုတော့ရှိရမှာပဲကျွန်တော်တို့ကျမ်းစာတစ်ချက်ကိုကျွန်တော်တို့ဘာလဲအနက်ပြန်တဲ့အခါမှာဆရာရဲမင်းကမနဲ့တိုင်းမနဲ့တိုင်းတရားဟောပြီးတာတအားလွယ်တယ်မထင်နဲ့နော်ချစ်တော်ညီကိုမောင်တို့ကျွန်တော်တို့ကျမ်းစာတစ်ချက်ကိုအနက်ဖွင့်တဲ့အခါမှာ ူရဲ့ background ကိုတေချာသွားလေ့လာရတယ်သူရဲ့နောက်ကြောင်းနောက်ခံပေါ့နော်ရေခမ်းမိခမ်းကိုလေ့လာရတယ်ပြီးရင်ဒီကျန်းစာရဲ့မူရင်းကိုလည်းသွားကြည့်ရသေးတယ်မူရင်းစကလုံးကဘာအသေးပဲကိုပေါက်စေတယ်လေဆိုတဲ့အရာကိုတွိုင်းမှလေ့လာရသေးတယ်ဆိုတော့အများကြီးလေ့လာရပါတယ်ရှေ့ရှေ့ကျန်းနောက်ကျန်းသူရဲ့ connect ပေါ့နော်အပေါ်ကျန်းအောက်ကျန်းနဲ့ဘယ်လိုချိတ်ဆက်မှုရှိတယ်လေဆိုတဲ့အရာကိုသူရဲ့ solo ရင်းကဘာလဲဆိုတဲ့အရာကိုကျွန်တော်တို့တေးချလေးတွားလေ့လာမှယုံကြည်သူညီကိုမောင်မားတွေကိုခြားပြလို့ရတာဖြစ်တယ်ရှော့ရှော့ပြောလို့မရအောင် အမှန်ရှောက်ရှောက်ပြောချင်ရတယ်နော်ရှောက်ရှောက်ရှောက်ပြောချင်ရတယ်ဒါပေမဲ့ရှောက်ရှောက်ပြောတဲ့သူကကျန်းစာနဲ့အညီဟောပြောတဲ့သူမဟုတ်တော့ဘူးမိမိရဲ့ဘာဖြစ်လဲအတ္တနဲ့မိမိရဲ့ဘာလဲအနက်ပြန်ချင်းနဲ့လှုပ်နေတာကျန်းစာရဲ့ဆိုလိုရင်းကိုမပြောဘဲနဲ့ကိုယ့်ရဲ့အာဘော်ကိုပြောနေတာဖြစ်တယ်ဒါကအင်မတန်အန်တရရှိတဲ့ကျန်းစာအနက်ပြန်ချင်းပဲဒါကြောင့်ဆရာတို့ကျန်းစာအနက်ကိုပြန်တယ်ဆိုတာကျန်းစာတကျန်းဖတ်လိုက်တာနဲ့ဒီတိုင်းပဲလို့ရှောက်ပြောနေတာမဟုတ်ဘူးစိတ်ထင်တဲ့အတိုင်းပြောနေတာမဟုတ်ပါဘူး သူ့ရဲ့ဆိုလိုရင်းကိုဆရာတို့ကတွားလေ့လာရတယ်ဆိုလိုချင်တာကဆရာတို့ကိုယ်တိုင်ကအရင်ဆုံးပါဖြစ်လေအလင်းရတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အလင်းကိုဆရာတို့ကအရင်ခံယူရတယ်ပြီးမှကိုခံယူရတဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့အလင်းဩဒီကျမ်းချက်ကဒီလိုပြောပါလားဆိုတဲ့အရာကိုနားထောင်နေတဲ့ညီကိုမောင်တော်တွေကိုလိုရင်းတူရှင်နဲ့ချပြရတာဖြစ်တယ်ဒါကြောင့်ယုံကြည်သူတွေယုံကြည်ရနားလေရလွယ်အောင်ဆရာတို့ချပြတာဖြစ်တယ်ဟိုအနောက်မှာတော့တော်တော်လေးပေးဆက်ထားတယ်ဆိုတာမမိကြဖို့ 表价钱的，说了，今朝路好家的多，今朝路他妈的呀个标的多嘞，表得多呢，你好标一路检查嘛，有他的，今朝起来了七八万咯，特别看见两眼色的，检查市面上喷漆吧，特别看见两眼色的，拍下的看的哎呀呀，那叶修克的阿片，暴怒天下人民讲好标多多的，拍下的看伊标得多呢，你好标子。 ဘာတယ်လဲဘာတယ်လဲဟောပြောတော့သူဒီဘာတယ်လဲဖယားသခင်ဤဗျာဒိတ်တော်နဲ့အညီဟောပြောစီဖယားသခင်ရဲ့ဗျာဒိတ်ကဘာလဲဗျာဒိတ်ဆိုတော့ဖွင့်ပြမှုကိုပြောတာโอเคအဲမှတ်ထားတော့နားမလည်သေးဘူးဆိုရင်ဗျာဒိတ်ဆိုတာဖွင့်ပြမှုဆိုတော့ဖယားသခင်ရဲ့ဖွင့်ပြမှုနဲ့အညီဟောပြောစီတဲ့ဖယားသခင်ရဲ့ဖွင့်ပြမှုကဘာလဲအမာကျန်းစာကိုဆိုလိုတာဖြစ်တဲ့ဘုရားသခင်ကနေထိုင်တင့်ပြီးမှလိုင်းမှာအစ်စ်တော်အရာတခုခုလာပြောပြမှာမဟုတ်ဘူးကျန်းစာကပြည့်စုံနေပြီဖြစ်တဲ့ ဒါကြောင့်ဘုရားဘုရားငါ့ကိုစကားလာပြောတယ်ဘုရားငါ့ကိုဖွင့်ပြတယ်ဆိုတာတမာကျင်းစာအားဖြစ်တာလင်တင့်ကိုဖွင့်ပြတာဖြစ်တယ်။တမာကျင်းစာမဖက်ပဲနဲ့ဘုရားကောင်အောင်စကားလာပြောတယ်ဘုရားကောင်ဖွင့်ပြတယ်ဆိုတဲ့သူတွေကိုဝေးဝေးရှောင်ပါကျွန်တော်ပြောမယ်အခုခရီးယန်ခရီးယန်လောကမှာအဲ့လိုအမှုတော်ဆောင်တွေအဲ့လိုဓမ္မဆရာတွေအဲ့လိုခေါင်းဆောင်တွေမရှိဘူးမထင်နဲ့အများကြီးပဲဘုရားမနီယာငါ့ကိုပြောပြတဲ့စကားနဲ့ဘုရားငါ့ကိုမနီယာဖွင့်ပြတယ်ဘုရားငါ့ကိုစကားလာပြောတယ်ဆိုရင်မှကျမ်းစာမပါဘဲနဲ့ဟောပြောတဲ့သူတွေအထူးတတိထားပါ နောက်ဆုံးတော့ကာလမှာအဲ့လိုဆရာတွေပေါ်လာမယ်ဆိုတာပြောပြီးသားเนาะဥပမာကောင်လေးတယောက်ကကောင်မလေးတယောက်ကိုတွားမှာစကားပြောမယ်ဆိုပါစို့ဟာမင်းလေးကိုလက်ထပ်ပါလို့ဝိညာဉ်တော်ကပေါ်ပြလာတယ်ဆိုပြီးမှတော့ပြောလိုက်တယ်ဆိုပါစို့ကောင်လေးတယောက်ကချစ်ရေးဆိုဖို့လက်ထပ်ဖို့တန်ရှင်တော်ဝိညာဉ်တော်ကပေါ်ပြပါတယ်ဆိုပြီးမှမင်းလေးတယောက်ပြောလိုက်တယ်မင်းကလေးတယောက်ကလည်းဘလို့ပြန်ပြောလိုက်လဲဆိုကျမကိုရှင်းတဲ့လက်မထပ်ပါနဲ့လို့တန်ရှင်တော်ဝိညာဉ်တော်ကလာဖွင့်ပြထားတယ်လို့ပြန်ပြောတယ်မင်းကလေးက တို့နှစ်ယောက်ကဘယ်သူမားနေသလဲโอเคယောက်ျားလေးကမားနေသလားမိန်းကလေးကမားနေသလားဆိုလိုချင်တာကနှစ်ယောက်လုံးမားပါတယ်ဘာကြောင့်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြပါတယ်ဆိုပြီးမှဗျောင်းပြန်ဖြစ်နေတယ်တို့ကတယောက်ကအကောင်မလေးကိုလက်ထပ်ပါလို့ဖွင့်ပြတယ်ဟိုတယောက်ကတော့အဲ့ဒီကောင်လေးနဲ့လက်မထပ်ပါနဲ့လို့ဖွင့်ပြတယ်တန်ရှင်တော်ဝိညာဉ်တော်ကအဲ့လိုဗျောင်းဆန်ပြီးမှဖွင့်ပြတယ်ဖရားလား no 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 မဟုတ်ပါဘူးဒါကြောင့်တမာကျင်းစာကိုပဲကျွန်တော်တို့နားလည်မှတေချာတတိထားရမယ်နော် ဆိုတော့အတန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြတယ်ဆိုတာတမာကျင်းစာနဲ့ကဲ့ညီပြီးမှကျင်းစာအပိုင်းဖြစ်တယ်ဆိုတာနားလည်ဖို့လိုတယ်။ဒါကြောင့်တုံတင်တဲ့သူတွေအထူးတတိထားပါနောက်ဆုံးတော့ကာလမှာကျွန်တော်တို့တုံတင်တဲ့သူတွေအလိုတော်နဲ့အညီဗျာတိတ်တော်နဲ့အညီဟောပြောဖို့အင်မတန်ရည်ကြီးပါတယ်။ဒါဒုတိယတစ်ချက်ဖြစ်ပါ။နောက်ဆုံးတစ်ချက်ကိုပြောရအောင်နော်။နောက်ဆုံးတစ်ချက်ကအစွမ်းရှိသလောက်စက္ကပ်ပါလို့ခွန်အားပေးခြင်းနဲ့တိပိခန်းကြီးလေးငယ်၁၁နောက်ပိုင်းလေးမှာဘယ်လိုပြောလဲဆိုရင်အချားတော်အမှုကိုဆောင်ရွက်တော်သူတွေ ဖယားသခင်ပေးသနာတော်မူသောအစွမ်းတတိအတိုင်းဆောင်ရွက်စေတဲ့ဖယားသခင်ကျွန်တော်တို့ပေးထားတဲ့ကျွန်တော်တို့ပေးထားတဲ့စုကျေးဇူးမတူကြပါဘူးများသောအားဖြင့်တချို့လူတွေကဘယ်လိုခံယူလဲဆိုတော့ဆရာရဲမင်းလိုမျိုးမနဲ့တိုင်းတရားဟောမှပဲစုကျေးဇူးလို့ခေါ်တယ်လို့ထင်တယ်မားပါတယ်မားပါတယ်ဆရာရဲမင်းကိုပေးထားတဲ့ဖယားသခင်ရဲ့စုကျေးဇူးကတင်တို့ကိုပေးတာနဲ့မတူပါဘူးကျွန်တော်ပေးတဲ့စုကျေးဇူးကနေ့တိုင်းမနေ့တိုင်းတရုတ်လိုတစ်ကြိမ်မြန်မာလိုတစ်ကြိမ်ခေါ်နေနိုင်တယ် အဲ့လိုလုံမပဲတင်ကဖရာအမှုတော်ကိုစောင်းတယ်လို့မခံယူပါနဲ့စုကျေးဇူးချင်းမတူလို့ပါโอเคတင်တို့ကိုပေးထားတဲ့စုကျေးဇူးကသူများကိုစုတောင်းပေးတဲ့စုကျေးဇူးဖြစ်ကောင်းဖြစ်မယ်သူများဘာလဲဟိုတအားဟိုဖြားနာနေတဲ့အခါမှာနှစ်သိပ်ပေးတတ်တဲ့စုကျေးဇူးရှိကောင်းရှိမယ်တချို့ဂီတာတီးတဲ့ဖရာเจ้าမှာပါဝင်တဲ့တချို့ဘာဖြစ်လဲအယုံကြည်သူချင်းချင်းကိုကူညီတဲ့အလူငွေကောက်ခံပေးတတ်တဲ့သူတွေရှိမယ်စသဖြင့်အမျိုးမျိုးမတူကြပါဘူးမတူနေတဲ့စုကျေးဇူးအတိုင်း စက်ကပ်ဖို့အင်မတန်ရည်ကြီးပါတယ်ဒီနေ့ဘုရားသခင်တင့်ကိုပေးထားတဲ့အစွမ်းတတိကပါလေစုကျေစုကပါလေတင့်ရဲ့စုကျေစုအတိုင်းဘုရားသခင်ကိုစက်ကပ်ပါလို့ကျွန်တော်ခွန်အားပေးခြင်းပါတယ်ဆရာရဲမင်းလိုမျိုးဟောနေမှပဲအမှုတော်ဆောင်တယ်လို့မထင်ပါနဲ့ဘုရားသခင်ကတင့်ကိုမတူညီတဲ့စုကျေစုပေးထားပါတယ်အဲ့ဒီစုကျေစုနဲ့ပါဝင်ဖို့အင်မတန်ရည်ကြီးပါတယ်အချိန်ရတော့အမြဲတမ်းပါဝင်ပါလူကပဲချင်းတေးမယ်ပဲချင်းတွားမယ်မသိဘူးနော်ဒါကြောင့်အသက် ရှင်နေတော့မှဖရာအမှုတော်မြတ်မှာပါဝင်ခဲ့ပါ။သွားတော့မဲ့အချိန်မှာဟာငါဘာမှမလုပ်ခဲ့ပါလားလို့နောင်တမရမိပါစေနဲ့နော်။ဒါနောက်ဆုံးတော့တစ်ချက်ဖြစ်ပါတယ်။နောက်ဆုံးတော့ကာလမှာနောက်ဆုံးတစ်ချက်ပြောသွားတယ်။ဟုတ်ပြီကျွန်တော်ဏိကုံချုပ်ရအောင်။ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးတော့ကာလမှာယုံကြည်သူတွေပြင်ဆင်ဖို့ရဲ့အချက်အချက်အပိုင်း၃ကိုဝင်ကားသွားတယ်။အပိုင်း၃မှာအချက်၃ချက်ဝင်ကားသွားတယ်။နံပါတ်၁ကအချင်းချင်းဝင်ကားပေးကမ်းပါ။နံပါတ်၂က ကျန်းစာနဲ့ညီဟောပြောပါနံပါတ်3ကအစွမ်းတတိရှိတလောက်စကတ်ပါဝင်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငှသွားပါတယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဟာကျွန်တော်တို့နောက်ဆုံးတော့ကာလမှာကျွန်တော်တို့အတွက်တတိတတိထားစရာမီးပြတိုက်ဖြစ်တယ်လို့ကျွန်တော်အသက်တာမှာလက်တွေ့အသက်ရှင်သွားရဖို့ရန်အတွက်အေမတန်မှ အရေးကြီးပါတယ်ဒေသနာကျမ်းခန်းကြီး7ငယ်တစ်ကနေနှစ်မှာဘယ်လိုပြောလဲဆိုတော့ တင်းဤအသက်အရွယ်ပျို့တော်နေရများ၌တင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လောဘေးဒုက္ခခံရနေရများရောက်လာသဖြင့်ငါ၌မိသည့်ပျော်ရွှင်မှုများမရှိဟုတင်ပြောဆိုတော်နှစ်ကာလများမကြောက်ရောက်မီနေနှင့်အလင်းလှနှင့်ကျေတို့မောင်မတော်မီမိုးရွာပြီးနောက်တိမ်တိုက်များပြန်မလာမီကိုတော်ကိုအောက်မေ့လောတဲ့ဒီကျမ်းချက်ကအသေးပဲနှစ်ခုတက်ရောက်ပါတယ်โอเคလူငယ်လူရွယ်အာတန်တုံးမှာဘုရားအမှုတော်မြတ်မှာပါဝင်ပါတဲ့ ိုလာတဲ့အခါမှာဘယ်မှမသွားလို့မရပဲ၄ဘိန်၃ဘိန်ထဲမှာပဲထိုင်နေရတဲ့သူတွေဖြစ်ဖြစ်နေတဲ့အခါမှာနောင်တမရနဲ့တဲ့ဒါအတိတ်ပဲဖွင့်ဆိုမှုတစ်ခုနောက်ထပ်အပတိပဲတစ်ခုက မတေခင်မှာဘုရားမှုတော်မြတ်မှာပါဝင်ပါတဲ့တေသွားမှပဲဘာမှမလုပ်ရပါလားဆိုပြီးမှနောင်တမရနဲ့ဆိုတဲ့ဒေသနာကျမ်းခန်းကြီး၁၂ငယ်တစ်ကနေနေအတိတ်ပဲဖြစ်ပါတယ်ဒီကနေ့နောက်ဆုံးတော့ကာလမှာဖရာတရားကိုအမြဲတမ်းဦးစားပေးဦးထိတ်ထိုင်းမှာ ါဝင်ကြသူများဖြစ်ပါစေလို့မေတ္တာပို့ဆုတောင်းရင်းနဲ့ဒီကနေ့မနေ့နှုတ်ဘက်တော်ကိုဒီမှာပဲရက်နာလိုက်ပါတယ်။နားစင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့။အာမင်။